ထူးထူးခြားခြားဆဆလူထုံးနေတတ်တဲ့လေဘွားတောက်ကျွန်းတဲ့တတဝါများဒီနေ့မှာတော့ထူးထူးခြားခြားဆဆလူထုံးနေတတ်တဲ့လေဘွားတောက်ကျွန်းတဲ့တတဝါများအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့မိတ်ဆက်ပေးချင်တာကတော့မနကင်ငှက်ပဲဖြစ်ပါတယ်မနကင်ငှက်တွေဟာအလဲပိုင်းအမေရိကနဲ့တောင်အမေရိကတိုက်ရဲတစ်တော်တွေမှာအဓိကနေထိုင်ကြပါတယ်ရွေးစားတင်ခဲ့ပြီးအောင်သစ်စုံနေတဲ့ငှက်ကလေးတွေပါဒီငှက်ကလေးတွေရဲ့ကတော်တော်လေးထူးခြားပါတယ်အထီးတွေဟာအမတွေကိုဆွဲဆောင်ဖို့အတွက်သူတို့ရဲ့တောင်ပန်တွေကိုမြန်နှုံးပြစ်လှုပ်ရှားပြီးဒီကားတွေပေါ်မှာရှော့တိုက်တာခွန်ပေါက်တာ အပြင်းပြင်းလန်းလန်းသွားလာတာစတဲ့လှုပ်ရှားမှုတွေနဲ့အတူသူကြတဲ့တန်တွေကိုလည်းထုတ်ပြီးကောက်ကုန်ကြပါတယ်။တချို့ကမိုက်ကယ်ဂျက်ဆင်လို Moon of Death ကထကြတယ်လို့ဆိုထားပါတယ်။နောက်ပြီးသူစန်းနာတစ်ခုကတင်းငယ်ထီရီယာအမတကောင်လေးကိုဆွဲဆောင်တဲ့အခါမှာအချင်းချင်းရံမဖြစ်ကြဘဲပူပေါင်းတင်ဆက်ကားပြဖြောပြပြီးဂူကြီးရိုင်းပေးကြတာဖြစ်ပါတယ်။ဒီလိုငနေလေးတွေကတော့စူပေါင်းအားနဲ့ဖွင့်ချောင်နေတဲ့အချိန်မှာယူကီတို့ကတော့သူမဘီနာကနောက်လူရဲ့ကြောင့်ဘေးဘယ်ချမ်းရင်ဖြစ်နေခဲ့ပါပြီ။နံပါတ် ်ဆာဗာခရစ်စတစ်ကော့ကတူဒီအမောက်ထောင်ထောင်နဲ့ကျတူရေးဖြူကောင်လေးကညိုကီတို့ရုပ်ရှင်တွေဗီဒီယိုတွေထဲမှာတွေ့ဘူးကြမှာပါသူတို့ဟာအော်စတြေးလျတိုင်းအင်ဒိုနီးရှားနဲ့နယူးဂီနီကျွန်းဒေသတွေမှာအဓိကနေထိုင်ကြပါတယ်လောထဲမှာအုတ်စလိုက်ပျော်ပျော်ပပနေတတ်ပြီးအတန်အားလည်းတော်တော်လေးကျယ်ပါတယ်ဒီကောင်လေးတွေဟာသူ့ဟာသူနေရင်ကိစ္စမရှိပေမဲ့ဂီတတန်ကြားရင်တော့ဆက်စလူးနတ်ဘူးတတ်ပါတယ် တို့ရဲ့တချင်းတန်းဂီတစီချက်တွေနဲ့အညီတို့ရဲ့ခေါင်းကိုတငိမ့်ငိမ့်ကိုကိုတလုတ်လုတ်နဲ့ကောက်ကုံတက်ကြပါတယ်။အထူးသဖြင့်စီချက်နဲ့ညီလှုပ်ရှားနိုင်စွမ်း bit synchronization ကလူသားတွေနဲ့တူတဲ့အတွက်အံ့ဩစရာပါပဲ။ဒီလိုကောင်လေးတွေကခေါင်းတစ်ခါရန်ကိုလေးတစ်ချက်လှုပ်တာနဲ့ view စက်တန်းကျော်တဲ့အထိအားပေးရှိခင်တာခံရတာကြောင့်ဘာတင်တင် view တထောင်မကျော်တဲ့ညိုကီတို့အားကြရမှာဖြစ်ပါတယ်။အေးဝါတာလိုက်တာ။နံပါတ်3 blue footed booby နမနဲ့လိုက်အောင်အပြာရောင်ရှရောင်းလှလှတွေပြန်ဆိုင်ထားတဲ့ blue footed booby လို့ခေါ်တဲ့ငှက်တစ်မျိုးပါ။ သူတို့ဟာပစိဖိတ်သမုတ်တရားရှေ့ပိုင်းဒေသအထူးသဖြင့်ဂါလာပါကို့စ်ကျွန်းစုနဲ့မက္ဆီကိုကမ်းရိုးတန်းတစ်ချောင်းမှာအဓိကနေထိုင်ကြပါတယ်။ငါးဖက်တဲ့နေရာမှာလည်းတော်တော်လေးဆရာကြပါတယ်။အထီးတွေဟာမာရီယိုဆွဲဆောင်ဖို့အတွက်သူတို့ရဲ့တောက်ပါတဲ့အပြာရောင်ခြေထောက်တွေကိုမြောက်ပြပြီးတလဲစီတရုတ်တိုက်လျှောက်ရင်းကောက်ကုန်ကြတာပါ။ခြေထောက်တွေရဲ့အယောင်ကပိုပြီးတောက်ပါလေးဈမ်းမာတဲ့အထီးပြည်ချောင်းပြတာလေးဖြစ်လို့အမရီယာပိုပြီးစိတ်ဝင်စားကြပါတယ်။ကျမရဲ့အထီးပြချောင်းစကီလေးတွေကိုစိတ်ဝင်စားအောင်မပြတတ်ခဲ့တဲ့ညူကီတို့ဒီငယ်ကလေးတွေကိုအတူယူတင်ပါတယ်ပြုံးတာပြုံးတာမျက်နှာမပြည့်ဘူးမျက်နှာမပြည့်ဘူး နှကန်ကပြောင်းနေပင်မဲချင်ဘာကငိုနေတော့မေနမလေးကတော့ခရင်းငက်ပါခရင်းငက်တရဲ့အကကတော့တကယ်ကိုအမှုပညာဆံပြီးစီးချက်ညီးတဲ့ဘဲလေးအကနဲ့တောင်တူပါတယ်ခရင်းငက်တရကမ္ဘာနှံပြအသုသဖြင့်မြောက်အမေရိကဥရောပအာရှနဲ့ဩစတေးလျတိုက်တွေရဲ့စိတ်မြေတွေလေကွင်းတွေရေကန်တွေနားမှာနေထိုင်ကြပါတယ်သူတို့ရဲ့အကမိလက်ရာတီမှာအထူးခြားဆုံးပါအချိန်မှနှကောင်လုံးဟာအတူတူခွန်ပေါက်တာအတောင်ပံတွေကိုကြဲကြဲဖြတ်တာခေါင်းတွေကိုအလှပြလှုပ်ရှားတာနဲ့အမွေးတောင်တွေကိုခါရမ်းပြတာစတဲ့လှုပ်ရှားမှုတွေနဲ့ကာကွယ်ကြပါရစေ တချို့မျိုးစိတ်တွေဆိုရင်တစ်လုံးမိဘတူဦးတည်းနဲ့ထိုင်ကြတာမို့သူတို့ရဲ့ကရှင်းရှင်းမြတ်တာနဲ့အစာချိမှုကိုပြတဲ့တင်ကြတာတစ်ခုလည်းဖြစ်ပါတယ် Nice နံပါတ်5 Virtual Paradise ဒီငတ်တွေကတော့ညူဂီနီကျွန်းနဲ့အနီးနားကျွန်းငယ်လေးတွေအော်စတြေးလျရှေ့မြောက်ပိုင်းတောနယ်ကြီးတွေမှာနေထိုင်ကြပါတယ်သူတို့ရဲ့နေထိုင်ရာကတောနယ်ကြီးတွေဖြစ်လို့မြင်ပေါ်ရအောင်ခက်ခဲပါတယ်ဒီငတ်တွေကသူတို့ရဲ့ထူးခြားတဲ့အမွေးတောင်တွေနဲ့အတူမယုံနိုင်စရာကောင်းတဲ့အကတွေကိုကပြတတ်ပါတယ်မျိုးစိတ်ပေါ်မူတည်ပြီးကတဲ့ပုံစံတွေကမတူညီကြပါဘူး တချို့အထီးတွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုသူသူဆဆပြောင်းလဲပြီးကကုန်ကြပါတယ်။ဥပမာအမွှေးတောင်တွေကိုပန်ကားလိုဖြန့်ပြီးကတာ၊ရင်မက်ကိုဖောင်းပွားအောင်လုပ်ပြီးကတာ၊တကိုင်းပေါ်မှာခုံပေါက်ပြီးအမွှေးတွေကိုပြတာတာစတဲ့ကမျိုးစုံနဲ့မရီကိုဆွဲဆောင်ကြပါတယ်။ဒီလိုမာယာများတဲ့ performance တွေနဲ့ Mario ဆွဲဆောင်တတ်တဲ့ငှက်ကလေးတွေကိုဥပမာယူပြီး Gomson Yuki တို့လည်းဒီနေ့ကစပြီးဆက်စလူတုံဒီအထွေထွေကိုလေ့လာထားတတ်ပါတယ်။ဒီတိကျပြီလို့ကျေးဇူးပါ။နောက်ဗီဒီယိုတွေမှာဒီတက်ပိုသူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။